ုံကျွန်းတက်ဖို့အနေလာတဲ့ခါကျတော့ဖူးရတော့ဘယ်ညင်းတော့မလဲပေါ့ဗျာမညင်းတော့ဘူးမညင်းတော့ဘူးမညင်းတော့ပဲလေသူလည်းပါဝင်ပါမယ်ဆိုတာမျိုးတွေဖြစ်လာတယ်ဒါမတက်တာလို့လုတ်ပေးရတာဘာညာအဲဒီဘက်တွေလာပါလာပါအဲ့ဒိန်းလာပါအပူနဲ့အဲ့ဒိန်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းတော့လောက်ရပြီပေါ့ဟိုကတဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုတွေလာမှာသူတို့ကြည့်တော့ဖြစ်ဗျာခင်ဗျာသူတို့ကြည့်တော့ဖြစ်လူတွေကြည့်တော့ဖြင့်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနိုင်တဲ့အင်ကျက်အဆင့်ကြီးကြက်တောင်ရိုးကြက်မှုအင်ကျက်အဆင့်ကြီး အဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောရမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော်မျိုးရှိပြန်တယ်ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေဒါပေမဲ့စစ်ကောင်စီဘက်မှာဘောမပြီးတော့မှပြည်သူကိုတတ်ဖို့အတွက်ဒီအာဏာရှင်နဲ့ဆက်ပြီးအာဏာရှင်စနစ်နဲ့ဆက်ပြီးဖိနှိပ်နိုင်ဖို့အတွက်လုပ်နေတာကိုအားပေးအားမြောက်ထောက်ခံပေးနေတဲ့လူတွေရဲ့ယာဇဝင်ကတော့စည်ရင်ရှိပညာရှင်တွေကိုခေါ်ပြီးတော့မှရှင်တို့ဖိအားပေးပြီးတော့မင်းတို့ဒါတွေမလုပ်ရင်တော့ထောင်ထဲထည့်ရမယ်ထောင်ထဲကိုဝင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေတဲ့ဟာကိုရှင်တို့ဘက်ကစောက်ရှမ်းဖြစ်ဒီမိုကရေစီဆိုပြီးတော့ပြောသေးတယ်ဟမ်ရှင်တို့တွေရဲ့တမိုင်းရှင်တို့တွေရဲ့ယာဇဝင်တွေဒီမှာနေအဆုံးသတ်ပြီလို့ပြောချင်တယ်နောက်တစ်ခုကရှင်တို့ပြည်တွင်းထဲမှာနေနေရရှင်တို့ကိုရှင်တို့ လုံကြုံအောင်ခတ်ထားပါရှင်တို့နေရကိုရှင်တို့လုံကြုံအောင်ခတ်ထားပါနော်ရှင်တို့ကိုယ်တိုင်လည်းစစ်ကောင်စီရဲ့ဒုက္ခပေးခြင်းအမျိုးမျိုးကိုခံနေရတယ်ရှင်တို့ကိုယ်တိုင်လည်းစစ်ကောင်စီကိုဘောအမျိုးမျိုးမနေပေမဲ့ဘောမနေပေမဲ့ရှင်တို့ကိုဟာလာစစ်ကောင်စီကကာကွယ်တာလည်းမဟုတ်ဘူးလူရင်လူတလူအတုံးပြူပြီးရှင်တို့ကိုဆွဲစည်းခံနေရတာရှင်တို့ကိုယ်တိုင်လည်းနောက်ကြောကဓာတ်တွေကိုကြောက်နေရတာနောက်ကြောကတနတ်တွေကိုကြောက်နေရတာဖြစ်တယ်နော်အဲ့ဒီလိုပါဇက်တွေကနေပြီးတော့ထုတ်ထုတ်ပြီးတော့ဒီမိုကရေစီဆိုပြီးပြောနေတာမတန်မရတယ်ပြောနေတာဖြစ်တယ်အဲ့တော့ရှင်တို့ရဲ့ဟာလာရှင်တို့ပြည်တွင်းထဲမှာနေနေတာကိုယ့်ဝတ်လုံပေါ့ရှင်နော်ကိုယ့်ရဲ့ဝတ်ကျင်းကိုကိုတူးထားကြပါလို့ပြောနေတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာအမှုပညာရှင်တွေကိုချင်းချောက်နေတဲ့ကျော်မျိုးမင်းရဲ့ဒီမိုကရေစီကိုမတဲတဲရေးမေးခွန်းထုတ်လိုက်ပြီးကျော်မျိုးမင်းဝင့်ချင်းပြင်ထားဖို့ပြောလာသည်မူအဆုံးအထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာစစ်တပ်ဖက်ကနေပြီးတော့ဝါရဖြန့်ချီတဲ့ policy ဆက်ကထွက်လာပြီးနောက်ပိုင်းမှာပြည်သူလူထုဟာတညီတညွတ်တဲ့ဘိုက်ကော့လုပ်ကြတယ်ဘိုက်ကော့အောင်မြင်တယ်ပေါ့ရှင်ညောင်မြန်မာပြည်သူလူထုကိုပြောတာမဟုတ်ပါဘူးเนาะကျမတို့တော်လှန်ရေးကိုတော်လှန်ရေးဘက်မှာအားပေးထောက်ခံနေတဲ့ပြည်သူလူထုတွေပြောတာပါ ဲ့တော့ဒီပြည်သူတွေရဲ့အတန်ကတော်တော်လေးကျယ်သွားတယ်ကျယ်သွားတာဖြစ်တဲ့အတွက်အဲ့ဒီ policy ဇက်ကားမှာရှိနေတဲ့ဟိုတရုတ်ဆောင်တွေရုပ်ရှင်မင်းသမီးတွေအားလုံးတော်တော်လေးထိခိုက်သွားတယ်နာမည်တွေထိခိုက်သွားတယ်ဒီသူတို့ထိခိုက်သွားတဲ့နာမည်ကတကယ်ကိုတမိုင်းတွင်ပါပါတမိုင်းတွင်သွားပါပါဒီဇက်ကားကြီးကလည်းပြန်ဖျက်လို့မှမရတာเนาะအဲ့တော့နောက်တစ်ချိန်မှာတော်လည်းနိုင်သည်ဖြစ်စီမနိုင်သည်ဖြစ်စီဒီဇက်ကားထဲမှာတရုတ်ဆောင်ခဲ့တဲ့လူတွေကတော့တေကြပေါက်နာမည်တေသွားပါ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတချို့အမှုပညာရှင်တွေကတော်တော်ရှောင်ကြပါတယ်เนาะဘာလို့လဲဆိုတော့ပြည်သူနဲ့စစ်တပ်ကြားဒီမိုကရေစီနဲ့အာဏာရှင်ကြားမှာဒီလူတွေကကြားညံ့နေရတော့အမှန်ပါပဲဒါပေမဲ့အမှုပညာရှင်တွေကိုကျမတို့ပြောချင်တာကစစ်တပ်ရဲ့ဖိအားကိုခံနေရတာအမှုပညာရှင်တွေမှမဟုတ်ပါဘူးမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ခလေးကခွေးကအစစစ်တပ်ရဲ့ဖိအားနဲ့ရက်တည်ရှင်းတန်းနေကြရတာဖြစ်ပါတယ်အဲ့ဒီကြားရမှာပြည်သူလူထုဟာဆင်းရဲဒုက္ခခံပြီးတော့ဒီကောင်တွေကို နော်လူရမသွင်းပေါ့ရှင်လူရမသွင်းပေါ့ဒါပေမဲ့မကြောက်ကြဘူးလားဆိုတော့ကြောက်နေရတဲ့အနေထားမှာခိုင်းတာလုတ်လုတ်နေရတဲ့အနေထားမျိုးဖြစ်တယ်ခိုင်းတာလုတ်ဆိုတာဟာလာစစ်စစ်မှုထမ်းမပါအောင်ပတ်စံတွေပေးရတာတောင်းတလောက်ပေးနေရတာကိုယ့်မိသားစုကိုဒုက္ခလာမပေးအောင်အမျိုးမျိုးအောက်ကျနောက်ကျခံပြီးတော့မပြုံးချင်လဲပြုံးပြနေရတဲ့အလုပ်မျိုးကိုပြည်သူလူထုကလုတ်နေရတာဖြစ်ပါတယ်အဲ့ဒီထဲမှာနှုတ်ပညာရှင်တွေလည်းပါပါတယ်ဒါပေမဲ့ကျွန်မပြောချင်တာကအနုပညာရှင်တွေကစင်ပင်ရင်ကျွဲလောက်ကြံပါလေ နော်ပြည်သူလူထုဆိုတာတကယ့်ကိုမှစီးပွားရေးတွေပါထိကပ်ပြီးတော့လမ်းပန်းဆက်သွယ်ရေးအလုံးဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူလူထုဟာရှိလာလေးနဲ့စားပြီးတော့နော်ဒီတော်လန်ရေးဘက်ကိုအားပေးထောက်ခံနေကြတိတ်တိတ်လေးအတန်တိတ်တိတ်လေးအားပေးထောက်ခံနေကြတဲ့လူတွေအများကြီးပါပဲကျွန်တော်ကိုသိရပါတယ်တော်လန်ရေးသမားတွေဖြစ်တဲ့အတွက်မြန်မာပြည်တွင်းကနေပြီးတော့လူကျင်တဲ့စံအိတ်ဆိုလဲစံအိတ်ကျွန်မလူခံနေတဲ့တလောက်စံဆယ်အိတ်အစီအစဉ်လေးရှိတယ်အဲ့ဒီမှာမြန်မာတွေကပြည်တွင်းထဲကလူတွေတော်တော်များများဆက်သွယ်လာတာရှိတယ်နော်ကျွန်တော်တို့ကမြန်မာပြည်တွင်းထဲမှာဆိုလို့ရှိရင်အလှူမခံပါဘူး ပထမတစ်ချက်ကကျွန်တော်တို့ဗန်ကောက်တွေပေးလို့မရတဲ့အချက်ပါ။နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ပြည်သူလူထုမြန်မာပြည်ရင်းနဲ့ပြည်သူလူထုတွေကိုနားလဲကိုချင်းစာလို့ပါ။နော်။ကျွန်တော်တို့ဒီနိုင်ငံသားကလူတွေကအလုပ်လုပ်ရင်းနဲ့ကိုယ့်ရဲ့လုပ်အားကတွေနဲ့ပတ်ဝန်းနေတာကဟလာတလောက်2000 3000ဆိုလဲတိတ်ပြီးတော့မထိကြိုက်ဘူးမဟုတ်ဘူးပဲဖို့ပဲရှိတယ်။ဒါပေမဲ့ပြည်တွင်းထဲမှာကအစက်တရရအင်မတန်ခက်ခဲနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့တစ်ချက်လဲပါဝင်တယ်ပေါ့ပြည်တွင်းထဲကနေပြီးတော့ကျမတို့ငွေလက်မခံပါဘူး။နော်အဲ့တော့ပြောချင်တာကပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုဟာဒီတော်လိုင်းရေးမှာပါကျင်ကြတယ် ဟိုကြောက်ကြတာပေါ့အဓိကကြောက်တရားရိုက်သွင်းထားရုံတွေမကပဲနဲ့တကယ်လောက်ကြတာပေါ့သူတို့ကတကယ်ဟိုမှာစီးမဲ့ဝါမဲ့တကယ်ဟိုမှာလူအခွင့်အရေးဆိုတာဘာမှသူတို့ခေါင်းထဲမှာလူခွင့်အရေးဆိုတဲ့စကားမရှိဘူးเนาะအမျိုးမျိုးချိုးပေါက်ပြီးတော့လုံနေတာမျိုးမျိုးတက်ဖြတ်เนาะညှင်းပန်းနှိပ်စက်ဟာလားဥပဒေဆိုတာဘာမှကိုအတုံးအတုံးမဝင်တော့တာသူတို့ပါဇက်ထဲမှာသူတို့အရေးယူခြင်းနဲ့လူအရေးယူမယ်အရေးယူခြင်းနဲ့ပုံမှန်တက်ချင်သလိုတက်မယ်ဒီလိုမျိုးနဲ့လုံနေတာဖြစ်တဲ့အတွက်ပြည်သူလူထုဟာဒီသားထဲမှာအဆင်ပြေအောင်နေနေရပါမယ် ဒီအာနာရှင်စနစ်နဲ့ဒီလူတွေကိုလုံးဝမကြိုက်တော့တာဟုတ်လားသူတို့ပြည်သူလူလူကဒီတော်လန်ရေးကိုအသက်တွေရင်းပြီးတော့မှเนาะတော်လန်ကြရတယ်ဆိုတာကဒီအာနာရှင်စနစ်ကြီးတစ်ခုလုံးကိုပြုတ်သွားစေချင်တာအဲ့ဒီစနစ်ကြီးတစ်ခုလုံးမှာရှိနေပါဝင်လေပတ်နေတဲ့လူတွေအားလုံးပြုတ်သွားဖို့လို့မပြုတ်သွားရင်တော့မှအမိကုတ်သွားဖို့လို့တော်လန်ရေးဆိုတာကျွန်တော်တို့နိုင်ချင်လဲနိုင်တယ်เนาะအဲ့ဒါကျွန်တော်တို့တိုင်းပြည်ထဲမှာအမျိုးမျိုးကွဲပြားနေကြတဲ့ဟာတွေလည်းရှိတယ်။တကယ်တမ်းတော့လွယ်လွယ်လေးပဲကျွန်တော်တို့ပြည်သူလူထုအားလုံးညီရင် ဒုက္ခတွေအလုံးအတူတူခံစားရင်ဒုက္ခဆိုတာတကယ်ဒုက္ခကိုဆိုတာနော်ညီကုတ်ပေးနေရတဲ့အနေထားကတော့ဒုက္ခတော့ဒုက္ခပဲဒါပေမဲ့တကယ်တော်လန်ရေးဒုက္ခတော့မဟုတ်သေးတော်လန်ရေးဒုက္ခဆိုတာစိပေးဆောင်ပြီးတိုင်ဟိုအဲလုံမြောက်နေမိတဲ့မှာဘလို့နေထိုင်နေရတယ်ဘလို့နေစားတောက်နေရတယ်ဒီလိုမျိုးဒုက္ခတွေပေါ့နောက်ပြီးတော့ပြည်သူလူထုနော်ဒီလူငယ်တွေအသက်ပေးပြီးတော့လက်နက်ကန်ရတယ်တိုက်ပွဲဝင်ကြတယ်ဒုက္ခတွေခြိပြက်လက်ပြက်အဲ့ဒီလိုမျိုးတွေဒုက္ခခံပြီးတော့မှဒီအာနာရှင်တွေကိုတွန်းကန်နေတဲ့ဒုက္ခမျိုးပေါ့ ပြည်သူလူထုကရဲရဲခန့်ပြီးတော့မှအန်တုပြီးတော့မှဒီထက်နေအကောင်းဆုံးရက်နေရှင်တယ်ပြီးနေမယ်ဆိုတော့စိတ်နဲ့သွားမယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီတော်လန်ကြီးကနိုင်မှာပဲဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုဆိုတာကလည်းအမျိုးမျိုးဟာကိုတယောက်တည်းဒုက္ခရောက်တာမဟုတ်ဘူး။ကိုမိသားစုအတွက်လည်းငဲ့နေရတာဖြစ်တဲ့အတွက်ပြည်တွင်းထဲကပြည်မကြီးထဲမှာရှိနေတဲ့လူတွေကိုနားလည်ပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီအမှုပညာရှင်ဆိုတဲ့လူတွေကစင်ပင်ရွှဲလောင်ကြံသေးတာဖြစ်တဲ့အတွက်ဒီကောင်တွေရဲ့လက်ထဲမှာ ဆက်ပြီးတော့ဒီအနုပညာစစ်မှုထမ်းတာဝန်ကြီးပွန်စွာထမ်းဆောင်ခဲ့သူများပြည်ပနိုင်ငံများသို့တွားရောက်လုကင်လိုပါကရင်းတို့ဆန္ဒပြုသည့်အလုကင်များရှာဖွေပေးမိစစ်မှုထမ်းတာဝန်ကြီးပွန်စွာထမ်းဆောင်ခဲ့သူများပြည်ပနိုင်ငံများသို့တွားရောက်လုကင်လိုပါကရင်းတို့ဆန္ဒပြုသည့်အလုကင်များရှာဖွေပေးမိဖြစ်ကြောင်းပြည်ပအလုကင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌအလုသမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းရှိန်ကပြောကြားသည် နိုဝင်ဘာ၈ရက်ကအလုတ္တမဝင်ကြီးဌာနယာယီစည်းဝေးခန်းမ၌ကျင်းပသည့်စစ်မှုထမ်းတာဝန်ကြီးပွန်စွာထမ်းဆောင်ခဲ့သူများအလုတ်အကန့်ရရှိရေးအတွက်တာဝန်ထမ်းဆောင်ပြီးချိန်တွင်မြင်းတို့ဆန္ဒပြုသောအလုတ်ကင်များကိုသတ်မှတ်ချက်များနှင့်အညီခံထားပေးနိုင်ရေးအတွက်ကိပအလုတ်ကင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးတွင်ဂျင်းကထိုးထုတ်ပြောကြားခဲ့ခြင်းဖြစ်သည် ပြည်ပအလောက်ကိုင်းခန့်အပ်ပေးနိုင်၏လုပ်ငန်းကော်မတီဥက္ကဋ္ဌကစစ်မှုထမ်းတာဝန်ကြီးပွန်စွာထမ်းဆောင်ခဲ့သူများပြည်ပနိုင်ငံများတို့တွားရောက်လောက်ကိုင်းလိုပါကဂင်းတို့ဆန္ဒပြုသည့်အလောက်ကိုင်းများရှာဖွေပေးခြင်းအလောက်ကိုင်းလိုအပ်သည့်လုပ်သားစည်းရင်းနှင့်အလောက်ကိုင်းဆိုင်ရာအချက်လက်များကိုစည်းရင်းပြုစုခြင်းနှင့်စစ်စစ်ရွေးချယ်ခြင်းပြည်ပအလောက်ကိုင်းအကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဘာသာစကားပြည်ပအလောက်ကိုင်းဆိုင်ရာလမ်းညွှန်တင်နန်းလုပ်ငန်းခွင့်ကျွမ်းကျင်တင်နန်းများတင် जा ဖို့ ချပေးခြင်းပြည်ပနိုင်ငံများသို့လုံထုံးလုံနည်းများနှင့်အညီဆေလွတ်ခြင်းစသည့်လုပ်ငန်းတာဝန်များကိုစီစဉ်ဆောင်ရွက်ပေးနိုင်ရေလိုအပ်သည်များပြောကြားခဲ့သည်။ညာရှင်၏အလို့ကိုလုံမယ်ဆိုလို့ရှိရင်တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူး။ဟုတ်လားတနက်ချိန်နားတာပဲနုပညာရှင်တွေเนาะအဲ့တော့ဒီနုပညာရှင်တွေကိုစစ်တပ်ကလည်းအုံပြုတယ်ဟုတ်လားတတ်တတ်ခိုင်ဆိုတဲ့အမျိုးသမီးကလည်းသူ့ရဲ့ပါတီမှာနုပညာရှင်တွေကိုဆွဲထည့်ထားဆိုတော့ မြန်မာပြည်ရဲ့အမှုပညာလောကကြီးကလုံးဝကိုစကားပေါက်ယိုစီးဖိတ်ပြီးတော့မှပြတ်သက်ဆုတ်ပြတ်သက်နေတဲ့အနေအထားမျိုးကြီးဖြစ်ပါတယ်။အဲ့တော့ဒီအမှုပညာလောကကြီးကိုရှင်တို့ဝါသနာ၆ပါးဆိုတဲ့တစ်ခုတည်းသောစင်ကြင်နဲ့ဖုံးလို့မရတော့နော်။ကျင်တို့ဘလို့ပဲဝါသနာ၆ပဲလို့လို့ဟိုဘလို့ပဲစာဝတ်နေရေးအတွက်ပဲလို့လို့ဒီအမှုပညာရှင်အမှုပညာဆိုတဲ့ အရာနဲ့ပြည်သူလူထုရှိကပဲရှင်တို့အားပေးထောက်ခံမှုကိုယူရတာဖြစ်တဲ့အတွက်ရှင်တို့ရဲ့အမှုပညာတွေကသွေးစွန်းနေတယ်ဆိုလို့ရှင်တော့ဒါပြည်သူကကြိုးစိုးလက်ခံမှာမဟုတ်ဘူးနော်အဲ့တော့ဒီသားထဲမှာလည်းမြန်မာပြည်တွင်းထဲမှာပွဲတွေမျိုးစုံလုပ်နေကြတယ်ဒါစစ်ကောင်စီကကနေပြီးတမင်ကိုဖန်တီးလုပ်ပေးထားတဲ့ပွဲတွေဆိုတာလည်းတည်တာတယ်ဒီပွဲတွေမှာပါဝင်ခဲ့တဲ့ပါဝင်နေတဲ့အမှုပညာရှင်တွေအားလုံးဒီလေဒီတော်လန်ရဲ့ကာလအလွန်မှာအလုံးကစရင်မှခံရမယ်အမှုပညာရှင်တွေပဲဖြစ်ပါတယ် အဲ့ကြောင့်မို့လို့ဒီဖြစ်အားတွေဓာတ်ရရနေဘလို့ရှောင်ထွက်ရမလဲဒီလူပညာလောကကြီးကိုကိုကိုရိုင်းကဟာလာတကယ်ကအစ်င့်တန်းမြင့်တဲ့လူပညာရှင်လောကကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်တို့ကိုရိုင်းပဲရွေးချယ်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်တွေရဲ့လက်ထဲမှာရှင်တို့ဟိုမဟိုမနေမနေတာလို့နော်မငင်းနိုင်လို့ဆိုတော့ဟိုအကြောင်းပြချက်နဲ့ရှင်တို့ဆက်ပြီးတော့ရှင်တန်နေမယ်ဆိုလို့ရှိရင်တော့ရှင်တို့ရဲ့နာမည်တွေကလည်းဟိုမြောင်းပုတ်ထဲမှာပဲရှိပါတယ်လို့ပြောခြင်းပါအဲ့တော့ဒီကြောင့်မျိုးမေးတင်ထားတဲ့ နုပညာရှင်တွေကိုဆက်သွယ်လို့မရတဲ့နုပညာရှင်တွေရှိတယ်တကယ်လို့ဆက်သွယ်လို့ဟိုမရဘူးဆိုလို့ရှိရင်တော့ထောင်နှန်းဆန်ရမယ်ဆိုတဲ့ပုံစံမျိုးဖန်ခိုင်းနေတာဖြစ်ပါတယ်စစ်တပ်ကိုဖန်ခိုင်းနေတာပါသူဖန်ခိုင်းတဲ့အထဲမှာဖွေးဖွေးပါတယ်အဓိကသူအဲ့နှစ်ယောက်ပေါ့သူပြောထားတာဖွေးဖွေးပါတယ်အလင်းရောင်ပါတယ်ကျန်တဲ့အနုပညာရှင်ဘလာဘလာတွေစာနဲ့ရေးထားတာလည်းရှိပါသေးတယ်เนาะအဲ့တော့ စစ်တပ်ခိုင်းတာလို့စစ်တပ်ခိုင်းတာမလုပ်လို့ကတော့နင်တို့ထောင်နှန်းဆန်ရမယ်ဆိုပြီးတော့ပြောနေပြီးတော့မှတစ်ဖက်မှာစောက်ရှဲမရှိဒီမိုကရေစီအတွက်အလုပ်လုပ်တယ်တိုင်းပြည်အတွက်အလုပ်လုပ်တယ်ဒီရွေးကောက်ပွဲကတိုင်းပြည်အတွက်အဖြေဖြစ်ပါတယ်ဆိုပြီးစောက်ရှဲမရှိပြောနေတယ်ဆိုပါဇက်တယ်နော်အဲ့တော့ဒီရွေးကောက်ပွဲကတိုင်းပြည်အတွက်တကယ်အဖြေဖြစ်လားမဖြစ်လားဆိုတာရှင်တို့အသိဆုံးပါပဲတကယ်ဒီမိုကရေစီဟုတ်မဟုတ်ဆိုတာရှင်တို့အသိဆုံးပါပဲဘယ်မှာလဲရှင်တို့ရဲ့ဒီမိုကရေစီဟမ်ဟုတ်လားအလုပ်ပညာရှင်တွေကိုခေါ်ပြီးတော့မှရှင်တို့ဖိအားပေးပြီးတော့မင်းတို့ဒါတွေမလုပ်ရင်တော့ထောင်ထဲထည့်ရမယ်ထောင်ထဲကိုဝင်ရမယ်ဆိုတော့ ပုံစံမျိုးနဲ့လုပ်နေတဲ့ဟာကိုရှင်တို့ဘက်ဆက်ကစောက်ရှမ်းပြည်ဒီမိုကရေစီစီဆိုပြီးတော့ပြောသေးတယ်ဟမ်ရှင်တို့တွေရဲ့တမိုင်းရှင်တို့တွေရဲ့ရာဇဝင်တွေဒီမှာနေအဆုံးသက်ပြီလို့ပြောတင်တယ်နောက်တစ်ခုကရှင်တို့ပြည်တွင်းထဲမှာနေနေရရှင်တို့ကိုရှင်တို့လုံခြုံအောင်ခတ်ထားပါရှင်တို့နေရကိုရှင်တို့လုံခြုံအောင်ခတ်ထားပါ နော်ရှင်တို့ကိုယ်တိုင်လေစစ်ကောင်စီရဲ့ဒုက္ခပေးခြင်းအမျိုးမျိုးကိုခံနေရတယ်ရှင်တို့ကိုယ်တိုင်လေစစ်ကောင်စီကိုဘောအမျိုးမျိုးမနေပြီမဲ့ဘောမနေပြီမဲ့ရှင်တို့ကိုဟာလာစစ်ကောင်စီကကာကွယ်တာလည်းမဟုတ်ဘူး လူရည်လို့တို့အတုံးပြူပြီးရှင်တို့ကိုဆွဲစီခံနေရတာရှင်တို့ကိုယ်တိုင်လည်းနောက်ကြောကဓာရီကိုကြောက်နေရတာနောက်ကြောကတနတ်တွေကိုကြောက်နေရတာဖြစ်တယ်နော်အဲ့ဒီလိုပါဇက်တွေကနေပြီးတော့ထုတ်ထုတ်ပြီးတော့ဒီမိုကရေစီဆိုပြီးပြောနေတာမတန်မရတွေပြောနေတာဖြစ်တယ်အဲ့တော့ရှင်တို့ရဲ့ဟာလာရှင်တို့ပြည်တွင်းထဲမှာနေနေတာကိုဝတ်လုံပေါ့ရှင်နော်ကိုရဲ့ဝတ်ကျင်းကိုကိုတူးထားကြပါလို့ပြောခြင်းတယ်ပြည်သူလူထုအနေနဲ့ဟာလာစစ်ကောင်စီရဲ့ဖိအားကြောင့် ငြိမ်ပြီးတော့နေနေကြရတယ်တချို့ကိစ္စတွေမှာမသိချင်အောင်စောင့်နေကြရတယ်ဆိုပေမဲ့ဒါတွေကိုကျမတို့တော်လှန်ရေးဘက်ကပြည်သူတွေကနားလည်ပေးနိုင်တယ်ဒါပေမဲ့စစ်ကောင်စီဘက်မှာဘောမပြီးတော့မှပြည်သူကိုတတ်ဖို့အတွက်ဒီအာဏာရှင်နဲ့ဆက်ပြီးအာဏာရှင်စနစ်နဲ့ဆက်ပြီးဖိနှိပ်နိုင်ဖို့အတွက်လုပ်နေတာကိုအားပေးအမြောက်ထောက်ခံပေးနေတဲ့လူတွေရဲ့ရာဇဝင်ကတော့စည်ရင်ရှိပါ